တဲ့တန်လို့ပြီးတော့ဂျန်တဲ့ရက်တည်းရတော့အတူတူပဲဆိုရင်တော့ဘာမှမထူဘူးเนาะဒီမှာနှုတ်ပတ်တော်ကလည်းပြောထားတယ်အစာရှောင်တယ်ဆိုတာကိုကြိုက်တာကိုမကြိုက်တာတွေပဲရှောင်ပြီးတော့ကိုကြိုက်တာတွေပဲရှောင်လို့နေလို့ရှိရင်တော့ကိုရဲ့ဆုတောင်းမြတ်တာဘုရားရှိရောက်မှာမဟုတ်ဘူးခဲ့အဲ့ဒီဝါတွင်ကာလဆိုတာတဲ့တင့်ရှိမှာဆုတောင်းခြင်းနဲ့စာရှောင်ခြင်းဆိုတာမရှိဘူးဆိုရင်ဘယ်တော့မှဝါတွင်ဆိုတာဖြစ်လာမှာမဟုတ်ဘူးတဲ့တင့်ဘုရားမှာတကယ်ဝါဝင်ရဲ့လားအပေါ်ရန်လေးပဲလုပ်နေသလားကိုကိုပြန်ပြီးတော့ကြည့်ဘာလို့ပဲလုပ်လို့ပါ ဝါဝင်တယ်ဆိုရင်တို့ဒီခယူထားပြီးတော့မှဝါတွင်းကာလရဲ့ကျင့်စဉ်တွေကိုကျင့်ကြံကြိုးစားအထောက်ရမယ်အဲ့တော့ဒီနေ့နှုတ်ဘတ်တော်မှာလည်းကြားရတယ်ဘုရားရှင်နဲ့တက်တဲ့အစာရှောင်ခြင်းဝါရှောင်ခြင်းဆူတောင်းခြင်းတွေကဘာတွေလဲဖြေလွတ်ရမယ်ဆိုတဲ့အကြောင်းတွေတို့ကြားရတယ်ဒီဘက်ဆာလံမှာလည်းနှိမ့်ချတဲ့နှလုံးသားကိုဘုရားသခင်နားထောင်တယ်ဆိုတဲ့အကြောင်းကိုတို့ကြားရတယ်နောက်ဧဝံဂေလိကျမ်းမှာလည်းတို့ပြောထားတယ် သူတို့သားကိုသူတို့ထာမခေါ်ဆောင်သွားမြင့်နေရဲ့ရောက်လာလိမ့်မည်ထိုအခါသူတို့သည်အစာရှောင်ကြလိမ့်မည်တဲ့အဲ့တော့သူအရှောင်ရမယ်မကြိုက်တာတွေကိုရှောင်ရမှာမဟုတ်ဘူးကြိုက်တာတွေကိုရှောင်ရမှာဖះမပညာတဲ့အရာတွေမဟုတ်ဘူးဖះပညာတဲ့အရာတွေကိုရှောင်ရမှာသာသနာတော်ကနေပညာပေးထားတဲ့အရာတွေကိုရှောင်ရှားနိုင်အောင်ကြိုးစားပြီးတော့လှုပ်ဆိုတဲ့အရာတွေကို လုံနိုင်အောင်ကြိုးစားရမှာငငယ်လေးပဲဖြစ်ဖြစ်အလက်ပဲဖြစ်ဖြစ်အကြီးပဲဖြစ်ဖြစ်သူ့အသက်အရွယ်လျောက်သာသနာတော်ကနေချမှတ်ပေးထားတဲ့စီမင်းဥပဒေတွေရှိတယ်အဲ့ဒီအတိုင်းပဲဖြည်းဖြည်းသွားရင်ရပြီဖြည်းဖြည်းသွားရင်ရပြီချွင်းချက်တွေမပြောနဲ့ဥပဒေမှန်သမျှအကုန်လုံးမှာချွင်းချက်ရှိတယ်လက်ခံပါလေဒါပေမဲ့တစ်နှစ်လုံးမှာဝါဝင်တာရပ်ပေါင်း40ပဲရှိတယ်တစ်နှစ်လုံးမှာဝါဝင်တာရပ်ပေါင်း40ပဲရှိတယ်ဒီရပ်ပေါင်း40လေးမှာဖျားထွက်တို့တွေဘာမှမလုပ်နိုင်ဘူးလား ဂျိုဆက်တမဟောင်းကျမ်းမှာညီကို12ယောက်ရှိကြလေသူတယောက်တည်းရဲ့ရဲ့ကောင်းတဲ့အချင်းကြောင့်ကျန်တဲ့ညီကိုဒီမှာမြအကုန်လုံးကကောင်းတဲ့အရာကိုခံစားရတယ်အဲ့လိုပဲတစ်နှစ်လုံးမှာဆန္ဒလာရှိကြဒီဝါတွင်ကာလမှာသူ့ရဲ့ခြင်းကြံကြိုးစားအားထုတ်မှုတွေကြောင့်ဝါပကာလမှာလုတ်တဲ့အပြစ်တွေအကုန်လုံးမပြောင်းနိုင်ဘူးလားအဲ့တော့ဒီရေ၄၀လေးမှာတို့ဒီ ည်တည်ဆာကြိုးစားအားထုတ်ပြီးတော့လုပ်လိုက်မယ်ဆိုရင်တို့ရဲ့ဝိညာဉ်ကြီးရလေပို့ပြီးတော့ကြီးထွားလာမယ်ဘုရားရှိသူရှိမှလည်းမျက်နာရမယ်ဒါကြောင့်ဝါဝင်ဝါထွက်သွားပြီးတဲ့အချိန်မှာဒီအတိုင်းပဲရှိနေတာဟာဝါဝင်နာကလည်းဘာမှမထူးပါဘူးကွာဘယ်ထူးမလဲနေရငကိုတိုင်းပဲနေနေတာဟုတ်ဘုဒ္ဓဘုရင်တည့်တဲ့နေရဝါဝင်တယ်လို့ထင်တာလေဝါရင်းဆိုတာတစ်ခုလုံးအကုန်လုံးကဝါဝါရင်းလို့သတ်မှတ်ထားတဲ့ရက်၄၀စလုံးကသူဒီတချူတချာဝိညာဉ်ကြီးရမှာစူးစမ်းအားထုတ်ရမယ်ညာလေမနေ့မိုးလင်း မိစားတရားတက်ဖို့ရန်အတွက်နှောက်နှေးမိတယ်မဟုတ်ဘူးဝါရုံကာလာရောက်လာရင်ကြိုးစားပြီးတော့တက်ရမယ်စိတ်ပတိဝဲဝဲနေခြင်းနဲ့မဟုတ်ဘူးဝါရုံကာလာရောက်ရင်ကြိုးစားပြီးတော့စိတ်ရမယ်ကိုရမြဖူးတာဒီတိုင်းပဲအဲ့တော့ဒုက္ခရောက်မှဘုရားရှင်ကြီးမှဒူးထိုက်ပြီးဒူးထောက်ပြီးတော့ဘုရားရှင်ကိုမိလောင်မတက်မိထွန်းနေတာတဲ့ကိုကိုမြဲတမ်းပြင်ဆင်ပြီးတော့ဘုရားရဲ့ကြီးစွာတော်နဲ့တွားနေတဲ့ကာလက ပို့ပြီးတော့အဆင်ပြေတယ်ဒါကြောင့်ဒီအချိန်ကာလသည်ကျေးဇူးတော်ရဲ့ကာလဖြစ်တယ်မိမိကိုယ်ကိုချုပ်ချံချုပ်တီးပြီးတော့မှသခင်ဖျားနဲ့ပေါင်းဆက်ရမယ်ကာလဖြစ်တယ်နောင်ကျိုးတွေမှသမျှအကုန်လုံးကိုဖြေလို့ရမယ်အချိန်ဖြစ်တယ်ဒါကြောင့်ကောင်းအောင်ကျင့်ကောင်းအောင်နေအကောင်းဆုံးအလုပ်တွေကိုလုပ်ကြရအောင်လိုအပ်တဲ့ကျေးဇူးတော်များကိုမိစားတရားတော်များမှာဆက်လက်တောင်းခံကြမယ်